အားလုံးပဲမင်္ဂလာပါပတ်စဉ်တင်ဆက်နေကြတန်လွင်တိုင်းမီဒီယာရဲ့တန်လွင်ကပြားစီးဆင်းရာကပြားအမှုပညာတင်ဆက်မှုကဏ္ဍလေးအနေနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့ညဉ့်ညံဦးပါခုတစ်ပတ်ရွှေဆိုဖို့ရွေးချယ်ထားတဲ့ကပြားလေးကကြည်စံကြားကရေးတဲ့ကပြားဒီကပြားလေးကိုကပြားဆရာဇေလင်းမောင်ကရေးဖွဲ့ထားတာကြည်စံကြားကရေးတဲ့ကပြား မဆန္ဒရေးငါတို့ဟာကြပြားတွေရေးကြတယ်ဆိုရပါစို့ငါတို့ဟာကြပြားမပီတဲ့စာတွေရေးနေကြတာပဲငါတို့ဟာငါတို့အမှန်တရားကို တိဆောက်ကြတယ်ငါတို့ဟာ အမှန်တရားကိုရှာဖွေကြတယ်အမှန်တရားဟာဈေးကြီးတယ်မဆန္ဒမှန်တရားဆိုတာတည်င်းစာမှာရှောက်ရေးုံနဲ့ရတဲ့ဟာမျိုးမဟုတ်ဘူး ငါတို့ဟာမှန်တယ်ထင်တယ်လို့နေကြတယ်ပဲဆိုကြပါစို့မဆန်တာငါတို့မှန်တရားဟာတကယ်ရောရှိသလားကွာမဆန်တာရေကြီးစံကွန်ပုံကြီးတမငါအိတ်မပြော်လို့ဒီစာတွေကိုရေးတယ်ကွာဒါရီဟာကြပြာမဆန်ဘူးငါသိတယ်ဒါကြပြာမဟုတ်ဘူး ငါတို့ဟာဘယ်လိုလုပ်ကြပြအဆန်မှာလဲမဆန်တာငါတို့ဟာကြည်စံပုံကြီးပေါ်ရောက်နေတာလေမဆန်တာရေငါတို့လူငယ်တွေရှေ့မှာအနာဂတ်တွေရှိတယ်ငါတို့လူငယ်တွေနောက်မှာကျောင်းနဲ့ကြီးရှိတယ်ငါတို့ဟာ ရှေ့ကိုပဲခြိတဲ့ကြာရမယ်လူငယ်လေးတွေဟာအိမ်မက်တွေကိုဖမ်းဆုပ်ထားကြတယ်သူတို့ကကြောက်ကဘာတွေကို ပြေးလွှာခြံထားခဲ့လိုက်ကြတယ်ငါတို့တို့ရဲ့မနေ့ပြန်ဟာ ရောင်နေနဲ့အတူတက်လွင် တောက်ပလာနေပြီလူငယ်တွေဟာတမိုင်းကိုခိုးစည်းလိုက်နေတာမဟုတ်ဘူးလူငယ်တွေဟာတမိုင်းဝင်ကိုထမ်းနေတာဟုတ်တယ်လူငယ်တွေဟာဝင်တော့ဝင်ဘူးတွေတံပိုးတွေတင်းတင်းပိုးထမ်းနေရတာပဲမဆနာကြီးငါတို့လူငယ်တွေဟာ ကျွဲကြီးတွေခတ်တဲ့ကြားကမြေသားပင်တွေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ငါတို့ဟာပြန်လဲစိမ့်လမ်းမှုအမြဲအစဉ်နဲ့ဖြစ်နေရဲ့ငါတို့ဟာအညာမြေကမြေသားပင်လေးတွေဒါပေမဲ့ငါတို့ဟာဘိတ်သိက်ဆရာလက်ထဲကမြေသားပင်တွေပါအညာမင်္ဂလာဆောင်ရဲ့ငွေဖလားတွေကမြေသားပင်တွေပါဘဲသူတွေနင်းချေချေ ဘဲသူတွေအညွန့်ခူးခူးငါတို့ဟာစိမ့်လန်းဖို့အမြဲအဆင်နဲ့ဖြစ်နေရဲ့ငါတို့ဟာငိမ့်ညာရင်းနဲ့ထိုက်တန်နေငါတို့ဟာငိမ့်ညာရင်းနဲ့ထိုက်တန်နေမဟုတ်လားမဆန်လားငါတို့ဟာငိမ့်ညာရင်းအတွက်တိုက်ပွဲဝင်ခဲ့ကြတယ်ငါတို့ရှေ့မှာအနာကတ်တွေရှိတယ်ငါတို့နောက်မှာเจ้าနဲ့ကြီးရှိတယ်ငါတို့ဟာ တစ်ဖောင်တွေကိုဖျက်ပြီးငါတို့ဟာအုပ်အောဆွဲခဲ့ပြီငါတို့ဟာတာထွက်ခဲ့ပြီဒါဟာအစလည်းမဟုတ်ဒါဟာ အဆုံးလည်းမဟုတ်ငါတို့ဟာ ရှေ့ကိုပဲချီတက်ခဲ့ကြပေါ့ကြပြဆရာဇေလင်းမောင်ရဲ့ကြပြပါတန်လွင်တိုင်းမီဒီယာရဲ့တန်လွင်ကဗျာစီးဆင်းရာကဗျာအမှုပညာတင်ဆက်မှုခဏလေးကိုပတ်စင်တင်ဆက်နေပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။